ီပုံစံအတိုင်းသာဆိုရင်ဇန်နဝါရီမှာရေတိုင်းတက်ကိုကြောခိုင်းသွားပွဲရှိနေတဲ့ဆက်စီဘယ်နှမလုံးမဲမိလာများမြန်မာ sport page ကနေပြန်လဲကြိုလိုက်ပါရင်ဆက်စီနဲ့ Amorin ချားမှာအဆင်ပြေမှုလေးတွေရှိနေပုံပါပဲသူတယောက်တည်းတော့မဟုတ်ပါဘူးလူငယ်စားမလေးကော်မီမိုင်နုနဲ့ပါ Amorin တောင်အဆင်ပြေမှုလေးတွေရှိနေခဲ့တဲ့ပုံပါပဲဘာကြောင့်လဲဆိုတော့ဒီစားမနှစ်ယောက်ကို Amorin တောင်တိတိတတလေးခောက်ပြစ်လိုက်တာကိုအားလုံးလည်းမြင်တွေ့ခဲ့ကြမှာဖြစ်ပြီးပြီးခဲ့တဲ့ foreign နဲ့ပွဲစဉ်မှာဆိုရင် အမော်ရီယာတိုင်းဆက်မှာတုံးစားလို့မရအောင်ချင်းစောမညံပြင်းနေတဲ့ဗီတာမင်ရှက်ကိုကိုအရန်ကောမှာရှိနေတဲ့ဆက်ကြီးနဲ့လူစားလဲမှုလုံးဝပြုတ်သွားခြင်းမရှိတာကိုမြင်တွေ့ခဲ့ရပါတယ်။ဒါကဘာသာပေါ်လဲဆိုတာမသိပေမယ့်ရှက်ကိုတယောက်တော်တော်လေးကိုချင်းစောမပြနိုင်တာကိုအားလုံးလည်းမြင်တွေ့ခဲ့ကြပြီဖြစ်မှာပါ။အဲ့လိုတိုင်းဆက်မှာအဆင်ပြေတဲ့ကစားသမားကိုထုတ်ပြီးအရန်ကောမှာရှိတဲ့ကစားသမားနဲ့အစားထိုးတာမျိုးတွေပြုတ်လို့ရပေမယ့်အဆင်ပြေတဲ့တိုင်းဆက်မှုကိုသာဆက်ပြီးတော့အသုံးပြုသွားခဲ့တာပါ။အဲ့လိုလူစားလဲမှုတွေမပြုတ်လို့ခဲ့ပေနဲ့ရှက်ကိုကိုသာဆက်ပြီးအသုံးပြုခဲ့တာနဲ့ပတ်သက်လို့အမော်ရီကအပွဲပြီးမှအခုလိုမျိုးပဲဖွင့်ရသွားခဲ့ပါတယ်။ကျွန်တော်တို့ရန်ကောမှာရေသွင်းမြင့်ကစားသမားအကောင်းတွေများရှိရှိလာမှန်ပါတယ်။ ဘောလုံးပွဲတွေကိုဝါသနာပါလို့အပြော်ပဲဖြစ်စေအပြင်းပြင်းပဲဖြစ်စေကစားကြင်နေဆိုရင်တော့ဂျောင်းကြီးစိတ်ထစိတ်ထမြန်ဆန်နဲ့ THKK Football Agency မှာလာရောက်တော်စားနိုင်ပါပြီ။ဘိုင်းဘာနံပါတ်3940 90 99ကိုအခုပဲဆက်သွင်းလိုက်ပါ။ Login နဲ့ပတ်သက်ပြီးလုံးဝလုံးဝမရောမှုဆိုတာကိုတော့ကြိုတင်အသိပေးထားလိုက်ပါရစေခင်ဗျာ။ ဒါပေမဲ့ကွင်းထဲကအသင်းကိုအသင်အချင်းပြင်လိုက်ရင်ဒုတိယပိုင်းနောက်ပိုင်းမိနစ်တီမှာတိုးတက်လာတဲ့တိုက်စစ်ခြေစွမ်းနဲ့ဖျက်ဆီးလိုက်တယ်လို့ဖြစ်မှာဆိုလိုပါဒါကြောင့်မဲကျွန်တော်အနေနဲ့ရှေ့တန်းအတွက်အရန်ခုံမှာကစားမကောင်းနေလဲဖို့ရှိနေပေမဲ့မလဲဖို့ဆုံးဖြတ်လိုက်တာပါဆိုပြီးတော့ပြောချသွားခဲ့ပါရင်အမရင်းရဲ့ပြောစကားကအဆင်မပြေတဲ့ဗီဂျမင်ရှက်ကိုကိုထုတ်ပြီးဆက်စီကိုထဲသွင်းအသုံးပြလိုက်ရင်အသင်းရဲ့တိုက်စစ်ပိုင်းကကစားပုံဆိုးရွားသွားမှာကိုစိုးရိမ်နေတဲ့အတွက်ထဲသွင်းအသုံးမပြုတာပါဆိုတဲ့သဘောမျိုးတက်ရောက်သွားစေခဲ့ပါရင် တရင်းနေရအောင် MRI ဆောင်းရည်နေဈေးကမှာအတင်းကနေထွက်ခွာဖို့လုံဆောင်နေတဲ့ကစားမိုင်းနဲ့ပတ်သက်ပြီးအတော်လေးစိတ်ပြတ်နေခဲ့တယ်လို့ဘဝင်မချဖြစ်နေခဲ့တယ်လို့လည်းသိရပါတယ်။ဇာတိနဲ့ကိုမိုင်းမိုင်းတို့ဟာလက်ရှိ MRI လောက်အောင်မှာကစားခွင့်မရတာနဲ့ပတ်သက်လို့အတော်လေးစိတ်ပြတ်နေခဲ့ကြပြီးသူတို့တွေအနေနဲ့အခုလိုသာဆက်ပြီးပွဲထွက်ခွင့်နဲ့ဆုံးရှုံးနေမယ်ဆိုရင်လာမယ့်2026ခုဘာလပြိုင်ပွဲကိုလည်းချော့သွားဖို့ရှိနေခဲ့ကြဖြစ်ပြီးအဲ့ဒီအတွက်ကစားမနှစ်ယောက်ဟာ United ကိုဆုံးခါဖို့ပြင်ဆင်နေခဲ့ကြတယ်လို့အဲ့ဒီအတွက်လည်း MRI ကိုယ်တိုင်ကသဘောမချဖြစ်နေကြတာဖြစ်ပါတယ်။ဘာလို့အောက်စားနဲ့ပတ်သက်တဲ့တရင်းကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့မြန်မာ Sport Page ကိုလည်း Like and Follow လုပ်ပေးကြဖို့ဖိတ်ခေါ်လိုက်ပါရစေ။အဆုံးလေးကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာ။ 명.